ဒီကိုကျွန်တော်စမ်းသုံးခဲ့တဲ့ငါးလတာအတော်တွေမှာအားသာကြတဲ့ဆိုလို့ရှိရင်အားနဲ့ကြတဲ့ဝင်ပို့ပြီးတွေ့ခဲ့ရတယ်။ဒီဘက်က1 dan ni has 3 meter ဆိုပေမဲ့ပုံမှန်တော့1 dan ni has 3 meter ရဲ့ဖုန်းနဲ့ရှင်းမယ်ဆိုရင်တိတ်ပြီး smooth ဖြစ်မနေဘူး။ Okay ဒီနေ့မှာတော့မြန်မာနိုင်ငံဖုန်းဈေးကွက်ထဲမှာလေဆုပ်ဝင်စားမှုများတဲ့ Redmi Note 14 series တွေမှာ base model Redmi Note 14နဲ့ပတ်သက်လို့အာဒီကောင်ကဈေးကွက်ထဲမှာဆိုရင်တော့လူစိတ်ဝင်စားမှုများတယ်အဲ့တော့ဝယ်မဲ့သူတို့အတွက်အဆင်ပြေအောင်ကျွန်တော်စမ်းသုံးခဲ့ရတဲ့9လတာအတော်တွေမှာ ဘလို့ချိန်နေရှိမလဲဝဲမယ်ဆိုရင်တော့သူ့စီထဲမှာလက်ရှိချိန်ကဝဲအသင်းတဲ့ဖုန်းတစ်လုံးဖြစ်မလားအာငါလာတာတော့တွင်မှာအားသာချမ်းတဲ့သူအားနေချက်တွေ user experience နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကြည့်ရပေးသားမှာဖြစ်တဲ့အတွက်အစင်းစင်းပြင် video လေးကိုစကြတာပေါ့အရင်ဆုံး hand feeling ပိုင်းမှာဆိုလို့ရှိရင်ကင်ရတာကကျွန်တော်တို့အရင်တောင့်တတာဖြစ်တဲ့အထက်မှာတော့မပါဘူးဒါလည်းကျွန်တော်ကကွန်ပတ်ဖြစ်တဲ့ဖုန်းနဲ့အကင်များလို့လားဘာလားတော့မသိဘူးမဲ့ကင်ရတဲ့ hand feeling ကဗျာအာ display ကြီးကြီးနဲ့ ခံရတာတတောင်တတာဖြစ်မနေဘူးအဲဒါပေမဲ့ဒီ display ကြီးတာကဘယ်နေမှာသွားကောင်းလဲဆိုရင်ကျွန်တော်ရုပ်ရှင်ကြည့်ရပဲဖြစ်ဖြစ် social media ဘိုင်းသုံးတာဖြစ်ဖြစ်သွားကောင်းနေပြောင်း quality ဘိုင်းမှာဆိုရင်တော့သူတို့ဘက်ကအပြောရစေ aluminum frame plastic ဘက်အဲဒါမျိုးတွေသုံးပေးထားရဆိုရင်ကျွန်တော်ခံကြည့်ရတဲ့ hand feel ဘိုင်းမှာဆိုလို့ရှိရင်တော့အဲ plastic ထပ်စားလို့ရှိရင်ဒီကောင်ကအဲ glass ဘက်နဲ့ပို့ပြီးတော့မှသွားဆန်တယ်အဲလက်ရထင်မှုဘိုင်းမှာဆိုလို့ရှိရင်လည်းလက်ရကထင်တော့ထင်တယ်ဒါပေမဲ့ကျွန်တော် cover တက်သုံးရလောက်တဲ့အထိတော့အရဆူဆူရရကြီးတော့မဟုတ်ဘူးအဲ့တော့ဒီဖုန်းမှာ cover တက်ပြီးမသုံးဘူးဆိုရင်တော့ ဒီကောင်းရဲ့လက်ရထင်တာကတိတ်မသိကြအောင်နောက်တစ်ချက်ကျတော့ display ပိုင်းဒီကောင်းရဲ့ display ကကျွန်တော် specification အရာကြည့်မယ်ဆိုလို့ရှိရင် AMOLED display တွေ1.5 Hz refresh rate တွေ 960Hz PWM dynamic feature ဒါမျိုးတွေပေါင်းဝင်လာတယ်ဆိုပေမဲ့အဆင်ပြေတယ်ဆိုပေမဲ့တကယ်တကယ်ရေရှည်အသုံးပြုတဲ့အခါကျလို့ရှိရင်အားသာချက်နဲ့တူအားနည်းချက်တွေပါကျွန်တော်တို့တွေ့ရတယ်အားသာချက်ဆိုရင်တော့ဒီကောင်းရဲ့ display ပိုင်း6.67 inch အကျယ်ဆိုတာကကျွန်တော်တို့ display ကြီးရတဲ့အထက်မှာပါတယ်အဲ့တော့ကျွန်တော်ရုပ်ရှင်တွေပါကြီးရအခါမျိုးမှာ screen size ကြီးကြီး 480p resolution ပြီး stereo speaker Dolby Atmos နဲ့လားဆိုတော့ဒီကောင်ကိုကျွန်တော်စမ်းသပ်ခဲ့တဲ့အချိန်တော်တွေမှာသူက specification ရအားကောင်းတာမျိုးမဟုတ်ဘဲနဲ့ electric reality မှာလည်းအတန်ထွက်ပိုင်းရုပ်ထွက်ပိုင်းဘာမှအပြစ်တင်ဝေဖန်စရာမရှိဘူးပြီးတော့ဒီကောင်ရဲ့ under display fingerprint ကကျွန်တော်စမ်းသပ်ခဲ့ရသလားအရန်မြန်လားဆိုရင်အရန်လည်းမမြန်အရန်နှေးပြန်လားဆိုလည်းအဲ့လိုလည်းမဟုတ်ဘူးသူ့စီနှုန်းသူ့တန်အရဆိုလို့ရှိရင်တော့လက်ခံပေးလို့ရတယ်ကောင်းတယ်ဆိုတဲ့အထက်မှာတော့ထည့်ထားလို့ရတယ်ဒါပေမဲ့ကျွန်တော်သဘောမကျတဲ့တစ်ခုကဒီကောင်ရဲ့120 hertz refresh rate Redmi Note 4ထဲမှာက screen referee ကို one runny has referee နဲ့လာရဆိုပေမဲ့ကျွန်တော်အရှိအရှိတွေမှာဆန်ခဲ့ဘူးတဲ့ one runny has ပါတဲ့ဖုန်းနေနဲ့ရှင်းမယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ screen ရွေးတွေကတိတ်ပြီးတော့ smooth ဖြစ်မနေဘူးဒီချက်ကကျွန်တော်ဆန်ခဲ့တဲ့၅လောက်တာတော့တွေမှာ3တာကိုခံစားခဲ့ရတာဆိုတော့ဖုန်းဝယ်တဲ့အခါမျိုးမှာ specification ကြည့်ဝယ်တဲ့လူကိုကျွန်တော်ဒီညမှာ3ပေးချင်တာကဖုန်းဝယ်တဲ့နေရာမှာ specification ကြည့်ဝယ်တာကမှားလားဆိုရင်တော့မမှားဘူးမှန်တယ်ဒါပေမဲ့ဖုန်းတစ်လုံးရဲ့ကောင်းချင်ဆိုချင်အားလုံးကို specification မှာအကုန်လုံးပုံပြီးတော့ယုံလိုက်မယ်ဆိုရင်တော့ဒါကမှားသွားလိမ့်မယ်တချို့သောဖုန်းတွေမှာ ဆိုရင် specification ဆိုတဲ့အရာကကိန်းကဏ္ဍသက်သာပဲအဲ့တော့ကျွန်တော်တို့ဖုန်းဝယ်တဲ့အခါမျိုးမှာ specification ပဲကြည့်ဝင်နေဦးမယ်ဆိုလို့ရှိရင်တော့ဖုန်း brand တွေကထည့်တဲ့ marketing channel ကိုတေချာပေါက်ဝင်သွားလိမ့်မယ်အဲ့တော့ဖုန်းဝယ်တဲ့အခါမျိုးမှာဒီအချက်လေးကိုလည်းတေချာပေါက်သတိထားတဲ့နောက်တစ်ချက်ကျတော့ processor ဘိုင်းဒီဖုန်းမှာသုံးမိတဲ့ processor က MediaTek ရဲ့ Helio G99 Ultra ဆိုတဲ့ကောင်ကိုသုံးမိတာရဲ့အဲ G99 နဲ့ပတ်သက်လို့ကိုလူတို့အားလုံးလည်းလက်ရှိချိန်မှာရင်းနှီးပြီးသားဖြစ်နေမယ်လို့မျှော်လင့်တဲ့အတွက်ဘာမှသိပ်ပြောစရာမရှိဘူးဆိုပေမဲ့ကျွန်တော်စမ်းသုံးခဲ့တဲ့အချိန်ကာလတော်တွေမှာဒီဖုန်းရဲ့အားတာချက်အာ ားနေချက်ဆိုတာက roller coaster စီးနေရလို့ပဲအားသာချက်ဆိုလို့ရှိရင်တော့ mobile legend လောက်ကတော့ကောင်းကောင်းဆော့လို့ရတယ်အကဲကိုကပက်ကြီးတွေပါဆော့ကျင်နေဆိုရင်တော့မှဒီဖုန်းက G99 ဖြစ်နေတယ်ဆိုရင်တော့မှကျွန်တော်တို့ပက်ကြီးကို graphic တဲ့အမြင်ဆုံးတွေမှာနှစ်နာရီစတိုက်ဆော့မယ် အဲ့လိုဆိုရင်တော့မှထစ်တာလက်တာမျိုးတွေတိတ်မရှိဘူးအထူးသဖြင့်ကတော့အပူချိန် control လုပ်တာလေးကမစိုးဘူးအဲဒါတော့မှကျွန်တော်ဒီ patch ကြီးကို graphics တဲ့အမြင်ဆုံးတွေမှာနှစ်နာရီဆက်တိုက်မနာရန်ဆော့ခဲ့ရအဲ့လိုပြောလို့ဒီဖုန်းရဲ့ game experience gaming performance ကလုံးဝအဆင်ပြေနေရလားလို့ပြောအောင်လဲအဲ့လိုလည်းမဟုတ်ပြအောင်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပေါ့ mobile legend လောက်ကတော့ဒီဖုန်းမှာကောင်းကောင်းဆော့လို့ရတယ်ဒါပေမဲ့ patch ကြီးလိုမျိုး game address solution လဲဆော့လို့တော့ရတယ်ဒါပေမဲ့ normal user အတွက်ပဲဒါပေမဲ့ patch ကြီးလိုမျိုး game ကိုက professional ကြကြဆော့ကြတယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကကျွန်တော်တို့ဆော့ခဲ့တဲ့အချိန်တော်တွေမှာ ထစ်ဘူးဆိုရင်အဲဆော့တာက smooth ဖြစ်တယ်ဆိုတော့ gaming experience မျိုးတော့လုံးဝမရအောင်ကင်မရာဘက်မှာဆိုလို့ရှိရင် main lens 1 megapixel 2 megapixel micro 2 megapixel depth sensor အပြင်20 megapixel selfie camera ဆိုပြီးဒီအဲသူ့ဘက်ကတော့ totally camera ၄လုံးပါဝင်လာတယ်ဆိုပြီးတော့ပြောတာလေဒါပေမဲ့အဲ့ဒီထဲမှာ micro နဲ့ ဒက်ဆန်စာဒီကောင်နှစ်ကောင်ကျွန်တော်တို့ဖယ်ထားလိုက်လို့ရတယ်ဒါဆိုဒီကောင်နှစ်ကောင်ကျွန်တော် daily use မှာဘာမှတိတ်အသုံးမဝင်သလို marketing သဘောအရပြောမယ်ဆိုလို့ရှိရင်ဒီကောင်နှစ်ကောင်ကကင်မရာအလုံးကြီးအတွက်များတာကြိုက်တဲ့သူတွေအဲ့လိုအတွက်တွေက marketing gimmick သဘောမျိုးတွားပြီးထားတာလို့ပြောလို့ရတယ်ဆိုတော့ one way mechanism နဲ့ပတ်သက်လို့ကတော့ mechanism များတာကြိုက်တဲ့သူတွေအတွက် marketing တစ်ခုဆိုတာမပေါ့ဘူးအဲပုံမှန်အားဖြင့်တော့ဖုန်းတွေမှာကသူတို့ပုံရိပ်လိုက်တဲ့အခါမျိုးကြလို့ရှိရင်ဘလို့ရုပ်ထပ်မျိုးတွားနေတာလေဒါမျိုးလေးရှိရဲ့ဥပမာနဲ့ပြောမယ်ဆိုရင်ကျွန်တော်ပုံရိပ်လိုက်တဲ့အခါမျိုးမှာချောသားတာမျိုးတွေဒါမှမဟုတ် natural sound နဲ့ပတ်က ကိုသွားတာမျိုးလားဒါမျိုးဒါမျိုးလေးရှိရယ်ဒီဘောင်းရဲ့ look ကိုပြောရမယ်ဆိုလို့ရှိရယ်ကျွန်တော်ယောက်ျားလေးကြီးရိုက်တဲ့အခါမျိုးမှာနှစ်ထွယ်ဆန်တဲ့ဘက်ကိုသွားလာဆိုရယ်အဲနှစ်ထွယ်လည်းမဆန်အောင်နှစ်ထွယ်မဆန်လို့ကျွန်တော်တို့ဒီ smooth ဖြစ်တဲ့ဘက်ကိုသွားလာဆိုရယ်အ smooth ဖြစ်တာမျိုးလည်းမဟုတ်ဆိုတော့ဒီဘောင်းရဲ့အခြေအနေကခိုမရောက်ဒီမရောက်ဂျားအခြေအနေရောက်နေရလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အခုပြောခဲ့တာကလူပုံတွေပါရိုက်တဲ့အခါမျိုးမှာပဲအဲနေကင်းဘက်အလင်းရောက်အားကောင်းတဲ့အချိန်အရှုကင်းပုံတွေပါရိုက်တာမျိုးပဲဖြစ်ဖြစ်ဒီကောင်ရဲ့1 way mega ပြည်စဲကကောင်းကောင်းအလုပ်လုပ်တယ်အဲဒါပေမဲ့အာတိမလားအ လင်းရောင်တိတ်အာမနေသေးတဲ့ညနေဘက်လိုအချိန်လေးမျိုးမှဆိုရင်တော့ကျွန်တော်ပုံရိုက်လိုက်တဲ့အခါမျိုးမှဆိုရင် rice ချတာမျိုးတွေ detail မကျတာမျိုးတွေ water တာဖြစ်တာမျိုးတွေဒါမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်။ selfie camera ဘိုင်းမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲ။သူကအလင်းရောင်ကောင်းကောင်းရမှာကိုအဆင်ပြေအဆင်ပြေတယ်ဆိုတော့ပဲ။ဒါမှမဟုတ်တချို့တချို့သောနေရာမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ရိုက်လိုက်တဲ့အခါအတုံးတုံးကြီးတွေဖြစ်နေရာမျိုးတွေအလင်းရောင်အားနေတဲ့နေရာမျိုးမှာဆိုလို့ရှိရင်လည်း rice ချတာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကျင်းသိပေါ့ကြုံတွေ့ရတယ်။ဆိုတော့ဒီဘက်ကင်မရာဘိုင်းနဲ့ပတ်သက်လို့ overall ပြောမယ်ဆိုလို့ရှိရင်တော့တိတ်တော့အားရမနေဘူး။ဒီဘက် မဆိုလို့ရှိရင်9500 mAh ကိုမှတရင်3ခွန်းနဲ့လာတယ်ဒီကရဲ့9500 mAh ဆိုတော့ကကျွန်တော်စမ်းသုံးခဲ့တဲ့9လတာ dot trade မှာသူကကိန်းငွေနဲ့အရာများတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ delete တနေတာမှာရုပ်ရှင်ကြည့်ရပဲဖြစ်ဖြစ်ဂိမ်းဆော့တာမျိုးပဲဖြစ်ဖြစ် social media ဘိုင်းသုံးတာဖြစ်ဖြစ်ဒီကရဲ့9500 mAh ကကောင်းကောင်းအသုံးခံတယ်33ခွန်းချာရင်လေးရလဲသူ့စင်းတော့သူပြန်ရဆိုရင်တော့မဆိုးဘူးအဆင်ပြေရလို့ပြောလို့ရတယ်အဲ့ဆိုတော့ဒီဖုန်းရဲ့ battery life နဲ့ battery life overall ပြောရမယ်ဆိုလို့ရှိရင်တော့ကိုကဖုန်းဝယ်လိုက်တဲ့အခါမျိုးမှာ specification အရာ ကောင်းပါမလားဒါမျိုးတွေစိုးရင်နေရာတက်စားလို့ရှိရင်လက်တွေအသုံးပြတဲ့အခါမျိုးမှာလုံးဝတကယ်တဲ့အားခံနေရာမျိုးဒါမျိုးလည်းလိုချင်တယ်ခြားတင်ပိုင်းလေးကလည်းမစိုးတဲ့ကောင်မျိုးလေးဒါမျိုးလည်းလိုချင်တယ်ဆိုရင်တော့ဈေးကွက်ထဲမှာဒီဖုန်းလေးကရွေးလို့ကောင်းတဲ့အထက်မှာတော့ပါဝင်တယ်ဆိုတော့ဒီဖုန်းနဲ့ပတ်သက်လို့ညီကောင်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်စမ်းသပ်ခဲ့တဲ့ငါးလားတော့အတော်ထဲမှာတော့အားသာချက်တွေရောအားနည်းချက်တွေရောစုံနေရောပဲဆိုတော့အားသာချက်တွေကိုပြောရမယ်ဆိုရင်ဒီဖုန်းရဲ့ display ဘိုင်းမစိုးဘူးအဲပြောလို့ရှိရင်ဘက်ထရီကလည်းအားခံတဲ့အထက်မှာပါတယ်အဲ G99 ဆိုရင်မှကျွန်တော်တို့ gaming experience ဘိုင်းမှာပက်ကြီးလို့ မျိုးဂိမ်းတောင်နှစ်နာရီလောက်ဆော့တယ်အဲ့လိုအခြေအနေမျိုးကတော့မထစ်တာလက်တာမျိုးတွေကတိတ်မရှိဘူးအားနည်းချက်ဆိုလို့ရှိရင်တော့ဒီကနေ့120 hertz refresh rate ကကျွန်တော်ပုံမှန်တော့120 hertz ပါတဲ့ဖုန်းတွေလောက်တိတ် smooth မဖြစ်နေတာရယ်ကင်မရာပိုင်းရင်ဒီလောက်ပဲ mention လို့ရရှိရယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ရော Redmi Note 14နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ Redmi Note 14တုံးနေတဲ့လက်ရှိတုံးနေ user တွေရှိမယ်ဆိုလို့ရှိရင်လည်းဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေရှိလဲကိုယ့်ရဲ့ user experience တွေကိုယ့်ရဲ့အထင်မြင်တွေဒါနဲ့ပတ်သက်ပြီးတော့ ကမအောင်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါလို့ပြောနေတယ်ပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါတရှိပေးခဲ့ကြတဲ့ဗိုလ်ဒါတယောက်ချင်းညီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောနေတယ်ပဲကျွန်တော်နောက်ပြီးတော့မှပြန်တွေ့ကြပါဦး